မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်မှာငလျင်ကြောင့်ပြိုပြက်သွားတဲ့ဟိုတယ်နဲ့ခရီးသွားနိုင်ငံခြားရေးနဲ့လောက်ကဝန်ကြီးဌာနရုံးများကအရာရှိနဲ့ဝန်ထမ်းတချို့ဟာရန်ကုန်မှာရှိတဲ့ရုံးတွေကိုယာယီပြောင်းရွှေ့လာပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်လုံးဝပြိုကျပျက်စီးသွားတဲ့ဝန်ကြီးဌာနရုံးတွေက ဟိုတယ်နဲ့ခရီးသွားနိုင်ငံသားရေးနဲ့လောက်ကဝန်ကြီးဌာနရုံများကအရာရှိနဲ့ဝန်ထမ်းများကိုရန်ကုန်မှာရှိတဲ့ရုံများကိုယာယီပြောင်းရွှေ့လာကြခြင်းဖြစ်တယ်လို့သိရပါဗျ။ရန်ကုန်မှာနောက်ချံရုံရှိတဲ့ဝန်ကြီးဌာနတွေကယာယီပြောင်းလာကြပါပြီ။အခုဟိုတယ်နဲ့ခရီးသွားနိုင်ငံသားရေးနဲ့လောက်ကအရာရှိနဲ့ဝန်ထမ်းတွေရန်ကုန်ကိုပြောင်းရွှေ့နေကြပါပြီ။ 你比如讲，我伊用那个超了多片桑白露了，表 <noise> 的，啊，可表那个用上白的干了嘛？伢伊表水皮了，露露的片白的了，我那在外个表白他话的，大便，你比如嘛？我伊用表水的，我伊他那臭汗来，不着味嘛？然后把水的拿上油面的，铺在皮了，啊，露露啊嘛，皮皮，啊，可能没有，然后我表水眼睛好，然后我我做也没有了，表水钱不后给。 ရုံများပြင်ဆင်တိဆောက်တဲ့ကာလအတွင်းမှာယာယီရုံအထိုင်ပြောင်းရွှေ့ခြင်းသာဖြစ်တယ်လို့သိရပါဗျ။ပြက်စီးနေတဲ့ဝင်ကြီးဌာနရုံများပြန်လည်တိဆောက်ပြီးစီးပါကဝန်ထမ်းများအားလုံးဟာရခိုင်အတိုင်းပဲနေပြည်တော်မှာပြောင်းရွှေ့ပြီးတော့တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့သိရပါဗျ။မတ်လ28ရက်နေ့ကငလျင်လောက်ခတ်မှုကြောင့်နိုင်ငံတော်အလုံးမှာလူနေအိမ်ပေါင်း6000ကျော်ဖုန်ကြီးကျောင်းနဲ့သီလရှင်ကျောင်း3514ကျောင်းစာသင်ကျောင်း2366ကျောင်းဌာနဆိုင်ရာရုံးအဆောက်အအုံ3688လုံး ဒရားပေါင်း155စင်ဖျားစီဒီပေါင်း9620စုပျက်စီးဆုံးရှုံးခဲ့ရတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မှာကမ္ဘောဇာဘန်ဝင်တဲ့တတ်တက်စောနဲ့သူ့ရဲ့ခင်ပွန်းစစ်ဘုံအောင်ပြေဆောင်တို့ကလူပေါင်းအယောက်30ကျော်ကနေပြီးတော့ဆယ်ရာခိုင်နှုန်းအမြတ်ပေးတဲ့ပုံစံမျိုးနဲ့ငွေကျပ်သိန်းပေါင်းထောင်ပေါင်းချီပြီးတော့လိမ့်လေသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်အာဏာသိမ်းပြီးတဲ့နောက်မှာကမ္ဘောဇာဘန်က ဘဏ်အကောင့်ဟောင်းများ old account များစီကနေငွေကြေးထုတ်ယူမှုများကိုကတ်တတ်ထားခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ကမ္ဘောဇာဘဏ်မှာငွေကြေးအနှံ့ထားသူများကဘဏ်ထဲကမိမိတို့ရဲ့ပိတ်မိနေတဲ့ငွေကြေးတွေကို ဘန်းကနေပြီးတော့ပြန်လည်ထုတ်ယူနိုင်ရန်အတွက်ရာဂိုင်နှုံးတွေပို့ပေးပြီးတော့ထုတ်ယူနိုင်ရန်ရန်ကုန်မြို့ပါရမီချော်ရင်းကုန်းကမ္ဘောဇာဘန်ဝင်တန်းတတ်တတ်ဇောကလှုပ်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ယုံကြည်မှုကိုရယူကရာဂိုင်နှုံးနဲ့အမြတ်ပေးတဲ့ပုံစံမျိုးနဲ့ငွေကြေးများထက်ဝင်စေခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ထက်ဝင်လေပတ်ငွေဟာငွေကျပ်သိမ်းပေါင်းတောင်းချီပြီးတော့ဖြစ်လာတဲ့အချိန်မှာတော့ငွေကြေးများအလုံးကိုလိမ့်လေတိတ်ဆောင်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။ငွေကြေးလိမ့်လေသူကမ္ဘောဇာဘန်ဘန်ဝင်တန်းတတ်တတ်ဇောရဲ့ယောက်ျားဟာလည်း ်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အမှတ်390ချင်းမြတ်တရင်ကစစ်ဘုံအောင်ပြည့်စုံဆိုသူဖြစ်ပြီးတော့လက်ရှိအချိန်မှာလင်းမယားနှစ်ယောက်စလုံးဟာရှောင်ပြေးနေကြတယ်လို့သိရပါဗယ်ဘန်တွေကငွေထုတ်တာတွေကို limit လောက်ကန့်တက်လိုက်တော့ရာဂိုင်နှုံးနေနဲ့အပြင်မှာပေးရတာလေရာဂိုင်နှုံးပေးပြီးတော့ကိုကြိုက်တဲ့လောက်ထုတ်ပေါ့အဲ့ဒီပုံစံမျိုးနဲ့ငွေဘလောက်ထည့်တိုင်းရင်တော့ငွေချေးဘလောက်ရာဂိုင်နှုံးအမြတ်ရမယ်ဆိုပြီးတော့ပေးပါတယ်အဲ့ဒီကနေငွေတွေကိုစပြီးတော့ထည့်ခိုင်းတာပေါ့ အစကတော့အမြတ်ရာဂိုင်နှုံးတွေပေးနေတော့ဩမစိုးဘူးပေါ့သူလဲကမ္ဘောဇာဘန်ဝန်ထမ်းဆိုတော့မလိမ်လောက်ပါဘူးဆိုပြီးလူတွေကငွေတွေကိုအများကြီးထည့်ကြတာလေလူတွေကလည်းသိတဲ့အတိုင်းပဲဘာအလုံးမှမလုပ်ရဘဲနဲ့အမြတ်လေးနည်းနည်းရပြီဆိုတာနဲ့အယမ်းကိုသဘောကျကြတာလေဒီမက်လ28ရက်နေ့ကငတ်လင်းဖြစ်ပြီးမှ အဲ့ဒီကောင်မကငွေတွေအားလုံးကိုလိမ်ပြီးပြေးသွားတာလို့လိမ်လည်ခံရတဲ့သူရဲ့မိတ်ဆွေတူကပြန်လဲရှင်းပြထားပါတယ်လက်ရှိမှာငွေချင်းလိမ်လည်သူစစ်ဘုံအောင်ပြေဆုံးနဲ့သူ့ရဲ့မိန်းမတတ်တဇော်တို့က Facebook အကောင့်များကိုပါဖြတ်ပြီးတော့ထွက်ပြေးတိမ်းရှောင်နေတယ်လို့သိရပါတယ်မရန်ကုန်မြို့နယ်မှာရှိတဲ့စစ်ဘုံအောင်ပြေဆုံးရဲ့မိဘတွေရဲ့အိမ်ကိုတွားရောက်ပြီးတော့မင်းများတော်လဲတာဝန်ယူဖို့မရှိဘူးလို့ပြောပါတယ်စစ်ဘုံရဲ့မိဘများဟာရဲမှုဇော်ထုံးနဲ့ចောင်းဆရာမမြင့်မြင့်ခိုင်တို့ဖြစ်တယ်လို့သိရပါတယ်ငွေချင်းလိမ်လည်သူဘန်ဝင်တန်းတတ်တဇော်ဟာ ကမ္ဘောဇဗန်မာလဲမယုံမသားလှုပ်ဆောင်မှုနဲ့အမှုဖွင့်ခံထားရသူဖြစ်တယ်လို့သိရပါဗျ။တရင်ဌာနများကဒီတရင်နဲ့ပတ်သက်ပြီးတော့ကမ္ဘောဇဘန်ကိုစ조사ပြီးတော့ဆက်သွယ်မေးမြန်းတော်လဲဘယ်သူကမှတာဝန်ယူဖြည့်ရှင်းခြင်းမရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မခွေးတိုင်းရေနံချောင်းမြို့နယ်မှာလက်မှတ်ကုန်းနေမြေရဲစခန်းကရဲစခန်းမှုရဲအုပ်ချမ်းမြေအောင်ကလူငယ်နှစ်ဦးကိုစစ်မှုထမ်းခိုင်းရန်အတင်းကျဝင်းရောက်ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 23ရက်နေ့ညနေ9:00အချိန်မှာရေနံချောင်းမြို့နယ်36ကြေးရွာကလူငယ်နှစ်ဦးဖြစ်တဲ့ကိုစီနဲ့ကိုတယုတ်လေးခေါ်ကိုစောထအောင်တို့ကိုနေအိမ်တွင်းကိုဝင်ရောက်ပြီးတော့အတင်းကျဖမ်းဆီးသွားတယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးရမှာ ဘာပြစ်မှုမှတ်တမ်းမှမရှိဘဲနဲ့စစ်မှုထမ်းခိုင်းရအတွက်အဓိကဥတည်ပြီးတော့ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါဗယ်။ AP လောက်73ရက်နေ့ညနေ9:00အချိန်မှာရေနံကြောင်းလက်မှတ်ကုန်းနေနေရဲစခန်းရဲ့ရဲအုပ်ချမ်းမြေအောင်က 36ကြေးပါတယ်ကိုဝင်ပြီးတော့ကိုစီနဲ့ကိုတရုတ်လေးတို့ကိုဝင်ဖမ်းသွားပါတယ်။ဘာပြစ်မှုမှမရှိပါဘူး။စစ်မှုထမ်းအပတ်စဉ်စက်နယ်မှာစစ်မှုထမ်းခိုင်းဖို့ဆိုပြီးတော့မိသားစုတွေကိုဝင်ပြီးတော့ပြောသွားတယ်လို့မိတ်ဆွေတို့ကပြောပြထားပါတယ်။ရေနံချောင်းမြို့နယ်မှာလက်မှတ်ကုန်းနယ်မြေရဲစခန်းမှုချမ်းမြေအောင်ကစစ်မှုထမ်းဖို့အတွက်တပ်သားတဲ့စုဆောင်ခြင်းတပ်သားတဲ့ဖြစ်နေစစ်မှုမထမ်းလိုပါကပတ်စံပေးရန်ချင်းချောက်တောင်းခံခြင်းရေနံချောင်းပင်ချောင်းတရားဂိတ်မှာဂိတ်ချပြီးတော့လမ်းသွားလမ်းလာပြည်သူများကိုငွေညှစ်ခြင်းဖမ်းဆီးရိုက်နှက်ခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ရေနံချောင်းမှာလက်မှတ်ကုန်းစ က်ခမ်းမှုကတပ်သားတဲ့စုဆောင်းတာတွေနဲ့ပတ်စံတောင်းတာတွေကိုအရန်လုပ်နေပါတယ်။နောက်ပြီးတော့ရေနံချောင်းပင်းချောင်းဒရာဂိတ်မှာဂိတ်ချပြီးတော့ပြည်သူတွေဒီတိုင်းသွာလာနေတာကိုမသွားရဲမလာရဲဖြစ်အောင်အထီကိုငွေညစ်တာရိုက်နှက်တာတွေကိုလုပ်နေပါတယ်။တော်တော်လေးကိုစိုးဝါနေပါတယ်လို့ဒေသခံပြည်သူတို့ကသတင်းပေးဖို့တိုင်းခြားထားပါတယ်။ဒါအပြင်ရေနံချောင်းမြို့နယ်ကနယ်မြေကန်တပ်ကလည်းကြေးပါများဘက်ကိုစစ်ကြောင်းထိုးပြီးတော့လူငယ်များကိုဖမ်းဆီးပေါ်တာဆွဲခြင်းများကိုလှုပ်ဆောင်နေတယ်လို့ပြောပါတယ်။ကြေးပါများမှာလူငယ်များကိုဝင်ရောက်ဖမ်းဆီးပေးတဲ့နောက် ရေနံချောင်းမြို့ပေါ်မှာစစ်မှုထမ်းတပ်သားတဲ့များလူသားထုတ်အယောင်ဝယ်ဈေးွက်တွေကိုလည်းစစ်တပ်ရဲနဲ့မြို့နယ်ကြီးရွာရက်ွက်ကအုပ်ချုပ်ရေးအဖွဲ့များကပူးပေါင်းပြီးတော့ရောင်းချမှုများကိုလှုပ်ဆောင်နေတယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းအင်းတော်မြို့နယ်တဲကဂျုံဂျုံကြွာစေးကန်းနဲ့အနီးဝန်းကျင်မှာရှိတဲ့အိမ်တွေကိုအချက်မဲ့စစ်တပ်ကလေးချောင်းကနေဘုံကျဲလို့ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂျုံဂျုံကြွာကိုအချက်မဲ့စစ်တပ်ကအေပီလ18ရက်နေ့နှစ်ဆန်းတရက်နေ့မွန်လွယ်ပိုင်းမှာလေးချောင်းကနေဘုံကျဲခဲ့တာဖြစ်ပြီးတော့ကြေးရွာစေးကန်းကလေပတ်တာမျိုးမရှိတော့လို့ကြီးကြီးမားမားထိခိုက်တာတော့မရှိပေမဲ့အနီးနားကအိမ်တွေကိုပါဘုံစာတွေထိမှန်ခဲ့လို့ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ပြောပါတယ်။ ဂျုံဂျုံကြရွာကိုဘုံချဲ့ခဲ့တာပါပြည်သူတို့ထိခိုက်ဒဏ်ရာရပါတယ်အရင်ကစေယုံဟောင်းနေရပါ အသေးပြတော့မရှိပါဘူးအနီးနားကအိမ်တွေနည်းနည်းတော့ပျက်စီးသွားတယ်လို့ဒေသခံသတင်းအရေးမြစ်ကပြောပြထားပါတယ်ဂျုံဂျုံကြကြေးရွာစေကန်းဟာမေဦးတော်လိုင်းရဲ့အစပိုင်းကာလပိုင်းမှာပြည်သူတို့ချို့လာရောက်ပြီးတော့စေကူတမှုခံယူတာမျိုးရှိခဲ့ပေမဲ့အခုနောက်ပိုင်းမှာတော့စေကန်းကိုပိတ်သိမ်းထားခဲ့တာနှစ်အတော်ကြာနေပြီလို့ပြောပါတယ်သခိုင်းတိုင်းကတာခရိုင်အင်းတော်မျိုးကိုလက်လွတ်ဆုံးရှုံးထားတဲ့အကြမ်းဖက်စစ်တပ်ဟာမျိုးအနီးဝင်းကျင်ရွှေဘုံမြေကြီးနားကားလမ်းပေါ်မှာရှိတဲ့ကြေးရွာများကို လေးချောင်းကိုအသုံးပြုပြီးတော့ဘုံကျဲပြစ်ခတ်နေတာတွေဖြစ်ပြီးအပီလာ14ရက်နေ့တကြံအချနေကလည်းထိကြိုက်နေအဆက်ကပိန်နေကုန်းရွာကိုဂျက်ဖိုက်တာတစီးနဲ့ဘုံကျဲပြစ်ခတ်သေးတယ်လို့ဒေသခံတွေကပြောပါတယ်။စကိုင်းတိုင်းမှာရှိတဲ့မြို့နယ်ရှစ်မြို့နယ်ကခြေရွာတွေကိုအပီလာ9ရက်နေ့ကနေ16ရက်နေ့အထိရှစ်ရက်ဇက်တိုက်အချက်မဲ့စစ်တပ်ကလေးချောင်းကနေဘုံကျဲပြစ်ခတ်လို့ပြည်သူစုစုပေါင်းအယောက်90နီးပါးတေဆုံးခဲ့ပြီးတော့60ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစိန်ကူးမြို့နယ်နတ်တောင်ရွာကိုအကြမ်းဖက်ဆက်တက်ကနစ်ဆန်တရက်နေ့ညပိုင်းမှာလေရင်နဲ့ဘုံကျဲတိုက်ခတ်ခြင်းကြောင့်အသက်50အရွယ်ဒေါ်မွန်ပွဲချင်းပြီးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ18ရက်နေ့နှစ်စန်းတရက်နေ့ည8:15မိနစ်ခန့်မှာအကြမ်းမဆက်တက်ကစင်ကူးမြို့နယ်နတ်တောင်ရွာကိုလေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းမဆက်တက်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းမှာအသက်50အရွယ်ဒေါ်မွန်ပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးတော့ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဧပြီလ18ရက်နေ့ည8:15မိနစ်မှာနတ်တောင်ကြီးွာအနီးကိုအချက်မဲ့ဆက်တက်ကလေရင်နဲ့ဘုံကျဲသွားတာအသက်50အရွယ်ဒေါ်မွန်ပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်ပြည်သူလေးဦးလည်းထိခိုက်ဒဏ်ရာရှိသွားတယ်လို့ပြည်ဝင် KI ပကဖကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးရန်ရဲ့အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ